်အဲလို့ဆိုရတဲ့တဲ့တဲ့မှာအဆောက်အအုံနေနဲ့ပြောရရင်တော့ပထမအကြိမ်ကင်းင်းတန်တန်လောက်တဲ့အချိန်မှာဓာရီစုပြလဲပါတော့နော်တတိယအကြိမ်ကင်းင်းတန်တန်လောက်တဲ့အချိန်မှာတော့မမ်းမျိုးတော့အောက်စီကြောင်းလကားတွေပြီးသားတဲ့ဓမ္မရခိတအကြောင်းဆောင်ဆောက်တဲ့ကြောင်းဆောင်ပြူကြပါဒီကကြိုကြရတဲ့ခါကျတော့သုံးတိုက်ကြောင်းဆောင်ပြီးသွားတဲ့ပုံက2000ဖြစ်သွားတယ်။ဒါကသူကအမိခတ်သွားတဲ့ခါကျတော့ အကြောင်းဆောင်တဲ့ပေါ့ရေသက်ချပြီးတာမချသေးတဲ့အကြောင်းဆောင်တဲ့ဥသက်ဆောင်လဲပြတ်တာနော်အဲ့ဒါအနောက်ဒရိုက်လုံးကိုပေးဝေတဲ့ခါလန်လေးကောင်းဆန်းတဲ့ရေစင်ကြီးကတော့ပြုတ်သွားရေရေကတော့ဘာမှမဖြစ်ဘူးနဲ့ရေစင်းကတောက်တန်နေပြူသွားတဲ့အတွက်ကြောင့်ဟိုဒရိုက်လုံးရေမီကိစ္စတော့ခဏလေးအခက်ခဲဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ကျောင်းတိုက်ထဲမှာတော့ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး မဲ့ကြောင်းတိုက်ကနေပြီးတော့စာသွားဖြစ်တဲ့စာပြေတံခါးအနေနဲ့တတင်းအတီးပြုလို့ရနိုင်တာ20ဘာပြန်လာသွားတာပါနော်ဒီကတည်းကအကြီးကြီးမားမားရတာတော့50ဘာပါဆိုဆွဲထက်ရွှေဆိုင်ကလူမဲ့ဆိုတာကတော့မဆိုရင်တတ်တယ်မဟုတ်ပါဘူးမဆိုရင်ကြောင်းတိုက်လို့ပဲခေါ်ဝေါ်များတဲ့တကယ်တော့ကျတော့လူခေါ်ဝေါ်လာတော့တိုက်ဟောင်းလို့ခေါ်တယ်နော်ဆိုရင်တိုင်ပေါင်းလို့ဒီများတဲ့ကြောင်းတိုက်ကြည့်ရပါမယ် င်းနေရပြီပြောရင်တော့ဟိုလူလာတိုက်တယ်မဆိုရင်ကြောက်လိုက်ပြီအဲ့ဒီမဆိုရင်တန်းဟောင်းအလဲတိုက်ကြီးနဲ့အဲနာယူစင်းလေးကိုရတတ်ရှိတာအဖြစ်မှာပါအဲ့တော့မဆိုရင်တိုက်တယ်မှာဒီလိုချိန်ပြီးတော့ဟိုတချို့ကကြောက်ပြီးရေးနေကြတာပြည်ပါတော့နော်အဲနံပါတ်၁ကတော့ကျွန်တော်ငလင်းလှုပ်ပြီးနောက်တရက်ကနေစပြီးတော့ဒီတိုက်တွင်းအနေနဲ့အောင်စုတ်ကတ်နေနော်ခုချိန်ကြီးမပြတ်ပါဘူးနောက်ကြတော့တိုက်ဝင်းချေတခြားကြောင်းတန်ငါးလေးလည်းကြောက်ရောက်ပြီးတော့ဆုံးပေးကြပါမယ် လင်းနဲ့ပတ်သက်ပြီးတော့ငလင်းဆုံးလက်ကပ်နေတယ်လို့ပြောကြတာเนาะအဲနှစ်ချက်ကတော့ဦးဇင်းတို့ငလင်းလုတ်ပြီးတာနဲ့ပဲဒံရတံဃာတွေစီရင်ကောက်တာတွေဒံရတံဃာတွေဆန်ကိုယ်တိုင်ပတ်ပြီးတော့ပတ်နာတွေလုပ်နေပါတယ်ဒီမှာနန်းနေဆေးရုံမှာရှိတယ်ဆိုရင်နန်းနေဆေးရုံကိုလိုက်ပြီးတော့ဆေးရုံကြီးမှာရှိနေတယ်ဆိုရင်ဆေးရုံကြီးကိုလိုက်ပြီးတော့ပြင်300ရာတွေပြင်900ရာတွေဒီဥဒါနာတွေ ိုပြိုးနေအရက်ဆိုင်ဆိုးလို့ဆိုးဆိုင်ဆိုးလို့ဆုံးသွားတယ်နော်။အဲဒါရယတန်ဃာတွေကိုလည်းဖောက်ပတ်တဲ့လုပ်ငန်းတွေလုပ်နေပါတယ်။ဒါတချို့ကာလကတွေကြတော့ဒါရယတန်ဃာတွေကိုဖောက်ပတ်ရင်းနဲ့ပဲဟိုခြေပြက်လက်ပြက်တွေတွေ့နေရတော့ဟိုလူတွေပါဖောက်ပတ်ကြတာတော့ရှိတယ်ပေါ့နော်။ဒါကတစ်ချက်ပါ။နောက်တစ်ချက်ကတော့ဥပမာငလင်းကလေးလို့လည်းလုပ်နေပါတယ်။ မလင်းကြဲလို့ဆိုတာမလင်းတန်းတင်နဲ့ခုံကြောင်းတိုက်ဒီမှာဘာလို့အချက်ရှိတယ်လဲကိုယ်တိုင်သွားကြည့်ပြီးတော့မှလူရတာတွေဟောက်ပါတယ်ဒုက္ခတဲ့စကားတွေမှာတချို့ရက်ွက်တွေမှာပြည်သူတွေဘာလို့အချက်ရှိနေတယ်လဲလူရချက်တွေလိုက်ပြီးတော့ကြည့်ရအောင်နော်ညာတော့အရင်တော့ဘောကာတို့ချူလာတို့ရိတ်ခါတို့ဆန်စီရိတ်ခါတို့ဟိုအဲ့ဒါလေးတွေလာမှန်ပါဗျာဒီပြတော့တို့ကြားတယ်ဒီအမရဘုရားဘိုးအိုးရွာလို့အစ္စလာမ်ဘာသာဝင်အများစုနေတဲ့ ရွာတွေရောဆရာတော့အကူအညီပြက်လာဗျာအဲဟိုတနေ့ကတော့မရဘူရအထက်ကတက်ကိုရောက်တယ်နော်အထက်ကတက်ရောက်တဲ့ခါကျတော့အဲ့ဒီကဘောလန်တီးယားတယောက်ကဆောက်လိုက်တယ်ဒီနာမည်ကြီးတဲ့ဟိုဒီရောက်ပေါက်မှုကြာတယ်လူတီးနေတဲ့အမျိုးသူတို့ရောက်ပေါက်နေကြတယ်နော်သူတို့ကလပ်ဘူးဘလူးလောက်မှူးရဲ့ကလပ်ဘူးဘလူးမှာတွဲချက်ကြီးမှနေပါတယ်အဲ့ဒါအဖုံဖုံလို့လုတ်ပေါင်းဆိုတာနဲ့အဲဒီပုံစံလိုက်တယ် ဟိုဖုတ်ဆက်ပြီးတော့အေးရဲမစ်ရှင်ကြီးဒိုင်မွန်ဖြစ်ကြီးစီကြောင်းကြလိုက်ရပေါ့ဒါကြီးကလေးတို့ဘီဒီယိုတုတ်ကိုလည်းဖုတ်ဆက်ပြီးသွားပြီအဲလောကကြီးလိုတယ်ချက်အောင်လိုတယ်ခင်ဗျားတို့အဖွဲ့စည်းတွေလန့်တင်ကြလိုက်ပါဆိုတော့အဖွဲ့စည်းတွေပြတ်တယ်နော်အဖွဲ့စည်းတွေလွတ်တော်လည်းပဲလိုအပ်ချက်ကိုသူတို့ကမလူနိုင်မနဲ့သူတို့ပါတာလေးပဲပြနေတာပေါ့ဗျာအဲအခုဒီနေ့ကမှပဲအဲလက်ရှိရှားမွေးရှိနေဖုတ်ဆက်ဒါကြီးသူတို့လိုတာကလောကကြီးချက်အောင်လိုတာမရောက်သေးဘူးဒီနေ့ဒီရောက်ဖို့မလိုတော့ဘူးနော်ဦးဇင်းတို့တွေကတော့ ဟိုဒုက္ခရောက်တာချင်းလူတို့ဟိုအစိမ့်အကြက်ခွဲတာတို့ဟိုဘာသာလူမျိုးခွဲတာလည်းမရှိပါဘူးလိုအပ်လိုအပ်တယ်လို့ထောက်ပံ့နေတာပေါ့နော်မှန်ပါဗျာဆရာတော်ဒီအခုထောက်ပံ့နေတဲ့တခြားမှာငလင်ဖေးသေးတဲ့လူတွေကဘာတွေတောင်းဆိုလဲဆရာတော်ဇီကိုလည်းဘာတွေလိုအပ်နေဦးမလဲဗျာလူကိုထောက်ပံ့ဖို့ဘာတွေလိုအပ်နေမလို့တက္ကရာကမတွေကိုမိတ်ညင်နေတယ်ခက်ကတော့တက္ကရာကြီးဟိုတစ်ဖေးကခွေးဖြစ်တဲ့ခက်ဟိုဆေးဟာဒရောသားဖြစ်တဲ့ခက်ပေါ့တချို့တစ်ဖေးတွေသနာရကောင်းပါလေဟို ူသမားတွေနဲ့လည်းလည်းပြန်ပြီးတော့မတိုးဝိတ်မယူရဲဘူးပေါ့နော်အဲရသွားတာလည်းကျူသမားတွေရပဲရသွားတာအဲသူတို့တွေကလည်းစားရမယ်တော့မယ်ဖြစ်နေတာပေါ့နော်အဲအဲ့ဒီတစ်ပြေးလည်းပြေးခဲ့ပါတယ်ကျွန်တော်တလုံးရရင်ရှင်းတော့ပါပြီခင်ဗျာမိုးကတစ်ချက်ရရင်ရှင်းတော့ပါပြီခင်ဗျာဆက်ကြွယ်ဆက်ကြွယ်တစ်ချက်ရရင်တော့တစ်ခွက်ရရင်ရှင်းတော့ပါပြီဆိုတာတစ်ပြေးလည်းရှိခဲ့ပါတယ် အဲ့ဒီတစ်ချိန်တည်းရှိတယ်ဆိုတော့ဟိုအရောက်ထောက်ပံ့နိုင်ရတယ်ပေါ့နော်အဲ့ရက်ထက်ရတဲ့အကဆဲသူစဉ်းစားတော့အဓိကတော့မိုးကတောင်းတကြတာပေါ့အဲ့မိုးကတောင်းတတဲ့စဉ်းစားတွေဦးဇင်းတို့လက်ကွယ်တဲ့သူတို့တဲတွေကိုယ်တိုင်အစီအရောက်လိုက်ပြီးတော့လေအဲ့ပေတွေပါတွေကိုယ်တိုင်တိုင်ပြီးတော့ဟိုမိုးကအရောက်ပို့ကြတယ်ပေါ့နော်အဲ့တချို့ကြတော့တချို့ဒုက္ခတွေစကမ်းကြတော့ဆူလာလို့တော့ပေါ့သူကအများပြီးတော့မိရမရှိတဲ့အခါမှာမဟုတ်ဘူးမဲမဲဖြစ်ပြီးတော့ဟိုအများအလာတဲ့နေရာတွေပါတယ်လိုအပ်တဲ့နေရာတွေမှာဦးဇင်း ိုဆိုတာတွေလိုက်တယ်เนาะအထူးသဖြင့်တော့တို့ကမိုးကာရဲ့ခြေနှောင်ရဲ့ဟိုရိတ်ခါရဲ့လွှဲကြပါတယ်ရိတ်ခါဆိုတော့အချောက်အချမ်းပါเนาะဟိုသမင်းဘူးတို့ရေတန့်တို့ကတော့ဌာနအဖြစ်ပေါ်ကြပါတယ်အဲဒါဝင်နဲ့ရေရှည်စားမဲ့စားစားတို့ကျမရင်းနဲ့ရည်ရွတ်တဲ့အခင်းတို့အော်ခြေနှောင်တို့ရတယ်ဒီလမ်းရှိကြတယ်အဲအဲ့ဒါတွေကိုကျွန်တော်အဓိကထားပြီးတော့လုပ်ပါတယ် နောက်တစ်ခုကတော့ဒုက္ခဆယ်လေးကဥစဉ်လို့လူနေမှန်းသိတဲ့ခါကျတော့သံဃာရောလူရောလာပြီးအခုညတောင်းကြပါလေအဲအခုညတောင်းတာကိုဥစဉ်တစ်ခါထပ်ပြီးတော့တကယ်လိုအပ်တာဟုတ်မဟုတ်စုံစမ်းပါအဲစုံစမ်းပြီးလို့ဆိုရင်တော့တကယ်ထောက်ပံ့ပါလေနော်ပို့မှာမရှိဘူးဆိုရင်ဝယ်ပြီးတော့ထောက်ပံ့တာပေါ့ဟိုတနေ့ကမိုးကထောက်ပံ့တာဆိုဥစဉ်တိမ်ပေါင်း154သိန်းနဲ့သုံးတော့ကုန်ပြီအဲဒါမိုးကထောက်ပံ့တာနော်အဲအခုလဲဥစဉ်ဒီကိုဒီရောက်နေတဲ့ခါကျတော့သူတို့ဒုက္ခရဲ့တစ်ခါမှလိုအပ်နေတာကိုလာပြီးအခုညတောင်းတာပေါ့နော် ုံးပါဗျာဒီတော့ခုငလျင်မှာဒီဥလားသိမ့်ဗိမာန်မှာဆိုရင်တန်ခါဟိုဒဏ်ရာရတော့ပါဆိုတရားနည်းပါရှိတယ်ပြန်တော်မူလာလဲ90ကျော်လို့ဒီတော့ဒီစင်ရရာတည်ရတာပေါ့နော်ဒီတော့သာသနာတော်အတွက်ကောဆိုရှုံးမှုစတော့ဘယ်လိုမိညာမလဲအဲဒီငလျင်ဘေးကတော့သာသနာတော်အတွက်ဆုံးရှုံးမှုအရှိမဆုံးပါနော် တက်ရှိရောတက်မဲ့ရောအဲတက်ရှိဆိုတာကတော့စာပြင်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီစာပြင်းနေတဲ့တန်ခါကလည်းတကယ်အတန်းမှာအကြီးဆုံးအဆင့်အမြင့်ဆုံးအတန်းဖြစ်တယ်ပေါ့နော်ဟိုမှာမူလာတန်းတို့အငယ်တန်းတို့လက်တန်းတို့အကြီးတန်းတို့ဖတ်စာတန်းတို့ အဖြေတဲ့အချိန်မှာအခုငလင်လောက်ရတဲ့အချိန်မှာဖြည့်ဆူနေတဲ့တန်ဃာတွေကဆချာတန်းတန်ဃာတွေဖြစ်လာပါတော့။အဲ့တော့အစင်းမြင့်ပရိယတိဝန်ဆောင်တန်ဃာတော်တွေအစုလိုက်အပေါင်းလိုက်ပြန်လာတာအချိန်မှကြီးမာတာဆရာရကဆရာရတဲ့လူပြန်လာတော့အခုတည်းဟိုစနောင်းနှစ်ဖက်ကပါလာတာရှိတယ်။လက်နှစ်ဖက်ကပါလာတာရှိတယ်။အဲ့တော့အင်းမဝမ်းနဲ့တော့ပေါ့နော်။နောက်အစောဦးတွေကြည့်လို့ဆိုရင်စာတန်တိုင်းကြီးနေတယ်ဟုတ်ဘူးနော်။ဟို ဒီဒီပထိုးကြီးအများစုပြည့်စုံတယ်နော်။ဆက်သမီးကအဆောက်အဦသုံးဆုံးဒီမှာဆိုအင်္ဂလိပ်ပါတယ်။အဲဒီကဦးတော့သာသနာ့ရဲ့ဝိုင်းဝန်းထောက်ပံ့ပါမှဟိုဒီလိုသာသနာပြန်လို့အသက်ဆက်ရရနော်။